ရတယ်လူမကဆွန့်ပြက်လားအမေကဆွန့်ပြက်လားမဟုတ်ဘူးနော်အဲ့လာကတော့အမေကိုသမီးပြောတဲ့စကားတွေအမေလာတဲ့အပေါင်းပြန်ရောက်လေနင်ပြန်လဲရှိလို့လိုက်ဆိုတဲ့စကားအမေလာတဲ့ရောက်လာပြီအဲ့တော့ခါကြတော့သမီးအဲ့ဒီစကားပြောထွက်လလားဟမ်ရှင်သူဆက်လလားဟမ်သမီးရတယ် ။အမေလက်လေးတစ်ဖက်ကမခံရဘူး။အမေနေဝင်ခြင်းရောက်ပြီသေတော့မှလေ။အာနှုတ်ဆက်လာတော့သမီးကိုအဲ့ဒါသမီးပြောတဲ့စကားနဲ့အတိုင်းအမေသွားမှာ။အဲ့လိုသမီးဘာဖြစ်ချင်းတယ်လဲ။သမီးကျေကျေဆက်လာဟမ်။အဲ့တော့ကိုသားသမီးအရင်ဖြစ်ရတယ်လေ။ဒါမိသွေးမဟုတ်ဘူးအမေရင်။ဟမ်။လည်းလည်းလက်ဖက်တော်မှာအမေကန်ကွင်းမရပဲနဲ့ သိရမှာရတယ်ဒါမဲ့အမေရတယ်ဒါပေမဲ့အမေဟာအမေပါပဲကဲနောက်ဆုံးအချိန်ကြီးရောက်နေပြီသမီးမကြွေးမမွေးတော့ဆောက်ပန်းနိုင်လို့အဆက်ပြတ်ဖျက်လိုက်လို့ဆိုတာကအမေနားလေသဘောပေါက်ပြီးဒီချိန်ရစားပြီးတော့အဲတော့ရတယ်အမေဘာမှမဖြစ်ဘူးကဲအမေသမီးဖြစ်ချင်တဲ့ဆန္ဒတော့ဖြစ်သွားလိုက်မယ်နော်အဲလိုသမီးကို အမေဖွက်လွက်လဲစိတ်ချမ်းသာကိုချမ်းသာလို့ဆရာဝန်ဆက်လောက်ကြပါလို့အမေဖွက်လွက်လိုက်တယ်နော်တမီမိုက်ဒီကမကြီးကမတည့်ခင်ပြောသွားတဲ့စကားဟာတားသမီးတွေဘယ်လောက်ပဲ မိုက်ခဲမိုက်ခဲဘယ်လောက်ပဲဆိုးခဲဆိုးခဲနောက်ဆုံးတွေးချင်ခဲ့တဲ့သူ့ရဲ့ဆန္ဒလေးကိုပြောသွားခဲ့တဲ့သဘောပါပဲမိဘတွေက ဘယ်လောက်ပဲဆိုတဲ့တာသမီပဲဖြစ်စေလိမ်မာတဲ့တာသမီရောမိုက်ခဲတဲ့တာသမီရောသူတို့ရဲ့နောက်ဆုံးအချိန်လေးမှာအဖြစ်ချင်းဆုံးကသူတို့ရဲ့အနာမှာတာသမီတွေအနာမှာရှိနေပဲချင်တာပဲဆိုခဲတဲ့တာသမီတွေကိုခွင့်လုပ်ဖို့ကသူတို့ရင်ထဲမှာအဆင်သင့်ပါပဲအမေကခွင့်လုပ်ပါတယ်ဆိုတဲ့စကားဟာဘယ်လောက်ကြည်နူးဖို့ကောင်းတယ်လဲပြင့်မာတဲ့တာသမီတွေ အပြစ်နဲ့ကြံခဲမှာဆိုးလို့အမေခွင့်လို့ပါတယ်လို့ပြောခဲ့တာမိဘမေတ္တာဟာဘလောက်ထိကြီးမားတယ်ဆိုတာပြောမပြတတ်အောင်ပါပဲအဖေတို့အမေတို့ဟာတားသမီးတွေအပေါ်ထားခဲ့တဲ့မေတ္တာကရုဏာမုဒိတာဥပိ္ခာဆိုတဲ့ဗြဟ္မဇိုတရားလက်ကင်ထားတဲ့ဓမ္မကြီးတွေနဲ့တူတယ်တားသမီးတွေအပေါ်မှာ အမုန်းတရားကိုခြေမုံအပြုံးများစွာပေးဆက်တဲ့မိဘတွေပါပဲတာသမီးတွေကံကောင်းတယ်ဆိုတာမိဘတွေကငွေပုံပေါ်မှာထားပေးလို့ကံကောင်းတာမဟုတ်ဘူးအမေမွေးထဲကငါကံကောင်းတယ်ဆိုပြီးတော့ပိုက်ဆံတွေနဲ့တစ်တော့ဆော့နေကြတာအဲ့ဒါကံကောင်းခြင်းအစ်စ်မဟုတ်ပါဘူးမိဘတွေတက်ရှိထင်စားရှိနေပေတာကတာသမီးတွေကံကောင်းနေတာပါဘာလို့လဲသိလား မိဘတွေရှိမှတာသမီတွေကပြုစုခွင့်ရကြတာမိဘတွေကိုပြုစုတဲ့တာသမီကမှကံကောင်းခြင်းအစစ်လို့ခေါ်တာတချို့ကမိဘတွေရှိနေပေမဲ့ကံမကောင်းစားကြဘူးမိဘတွေကို ပြစ်ထားကြတယ်မိဘတွေကိုပြစ်ထားကြတဲ့တာသမီတွေဟာပစ္စုပန်မှာလည်းဆင်းရဲခြင်းနဲ့ကြုံရတယ်တည်ရင်လည်းငရဲသွားရတယ်ပြုစုနိုင်ရတဲ့ပြစ်ထားရင် ပို့လို့တော့အပြစ်ကြီးသေးတယ်အဲ့ဒါကြောင့်မို့မိဘတွေဟာမီးနဲ့တူတယ်မီးကိုမကင်တွယ်တက်ရင်မီးလောင်တက်တယ်လို့ကင်တွယ်တက်ရင်အကျိုးများတယ်မိဘတွေကိုလည်းကိုယ်တိုင်ပြုစုတက်ရင်အနေလဲကောင်းတယ်အတိလဲကောင်းတယ်တရားမင်းဖြစ်နိုင်တဲ့ကုသိုလ်တွေထဲမှာမိဘတွေကိုပြုစုတာလဲပါပါတယ်မိဘတွေရှိနေပြီမိမတွေရှိနေပြီမဲ့ ပြုစုရမှမသိပြစ်ထားကြတဲ့တာသမီတွေဟာချမ်းသာရင်လည်းခဏပဲဆင်းရဲခြင်းနဲ့ပဲကြုံနေရမယ်အတေလည်းမဖြောင်းနိုင်ဘူးတချို့ကမိဘတွေကဆင်းရဲလို့ဆိုပြီးတော့ဆက်လို့ဆိုပြီးအဖတ်မလုပ်ကြဘူးကစွန်းရတဲ့အမေလည်းအမေပါပဲစိုက်ကားနေတဲ့အဖေလည်းအဖေပါပဲသူငယ်ချင်းမျက်နှာတွေငွေမျက်နှာတွေရောက်ခမမျက်နှာတွေက ဇီးရွက်လောက်သာရှိတော့တဲ့မိဘရဲ့မျက်နှာလောက်တန်ဖိုးမရှိဘူးဇီးရွက်လောက်သာရှိတဲ့မိဘမျက်နှာလောက်မအေးချမ်းနိုင်ဘူးဇီးရွက်ကလေးလောက်သာရှိတဲ့မိဘမေတ္တာလောက်အရေးမရနိုင်ဘူးမွေးပေးလိုက်တဲ့မိဘရဲ့ကျေးဇူးကတိန်ထောင်နဲ့ချီပြီးတော့ပေးပေးကုန်ကုန်ပြောရရင်ဆက်ကြော်တယ်မင်းစိတ်စိတ်တွေ ဆက်ကြော်တယ်မစီချင်းစီစဉ်တွေတော့မိဘကိုပေးတာတော့မှမိဘကျေးဇူးကဆက်လို့မကုန်နိုင်ဘူးအဲ့ဒါဖျားဟောပါပဲမြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်အဂိတုံမှာမိဘတွေကိုအာဟုနေယဂိလို့ဟောထားတာရှိတယ်ဣဒဗျမနာယတတေဟွန်တိမာတာတိဝါပိတာတိဝါအယံဟောစတိဗျမနာအာဟုနေယဂိတဲ့ပုံနာရတဲ့ဤလောကမှာ အကျင့်တားသမီးမိဘတီလာကောင်းအမိတီလာကောင်းအဖတီလာကောင်းရှိတယ်တဲ့ထို့မိဘတွေကိုအဟုန်နေရကြီးလို့ခေါ်တယ်တဲ့ဘာကြောင့်လဲဆိုတော့ထို့မိဘတွေဟာတားသမီးတွေကိုလောကကိုရောက်စေခဲလို့ပဲဖြစ်ပါတယ်လောကအလယ်မှာခြေတော်နှချောင်းကိုလောကရဲ့မြေပေါ်မှာယက်တိနိုင်အောင်မွေးထုတ်ပေးခဲလို့ပဲဖြစ်ပါတယ်လောကကြီးကိုကြည့်စုနိုင်အောင်လို့အလင်းပေးခဲ့သူပဲဖြစ်ပါတယ်မိဘတွေကလည်း အဲ့ဒါကြောင့်မို့အာဟုနေယကိလို့ခေါ်ထားတဲ့မိဘနှစ်ပါးကိုတက်ကတ်တော်ကောင်းစွာပြုစုရမယ်တဲ့ဂရုံကတ်တော်အလေးကလေးပြုရမယ်မာနဲ့တော်မျက်နှာရမယ်ပူစစ်တော်ပူဇော်ရမယ်တဲ့တမတုခံပရိဟာဘေတတ်ပေါ်ကောင်းစွာချမ်းချမ်းသာသာစောက်စောက်ထိုက်တယ်လို့မြတ်စွာဘုရားကဟောထားတာမိဘနှစ်ပါးတွေကိုလေအဲ့လိုပြုစုရမယ်ပေါ့အဲ့ဒါကြောင့်မို့မိဘနှစ်ပါးကို မတည့်ခင်ပြုစုပါမျက်နှာပါယူရပါပူဇော်ပါ ချမ်းချမ်းသာသာဖြစ်အောင်လို့စောင့်ရှောက်ပါအချိန်လုံးမှ နောင်တမရပါနဲ့နော်